ရောမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့စင်ကာပူကိုတွားကြရအောင်စင်ကာပူ is a city island nation စင်ကာပူနိုင်ငံဟာဆိုရင် a city island nation ကျွန်းတွင်းမြို့တမြို့နိုင်ငံတနိုင်ငံဖြစ်ပါတယ်တဲ့ကျွန်းတွင်းလို့လည်းပြောလို့ရသလိုနိုင်ငံနိုင်ငံမြို့တမြို့လို့လည်းပြောလို့ရတဲ့နိုင်ငံပေါ့နော်စင်ကာပူ comprises one main island and several offshore islands စင်ကာပူဟာဆိုရင် comprises ဖွဲ့စည်းထားတဲ့ one main island အဓိကကျွန်းကြီးတစ်ကျွန်းနဲ့ several offshore islands offshore ဆိုတာကကျွန်တော်တို့ဒီကမ်းလွန်လို့ပဲပြောမှာပေါ့နော် happening or existing in the sea ဆိုတော့ကမ်းလွန်ကျွန်းတို့များစွာနဲ့အဓိကကျွန်းကြီးတစ်ကျွန်းနဲ့ဖွဲ့စည်းထားပါတယ်တဲ့ one of these is sentosa an island resort which offers a number of fine attractions အဲ့ဒီကျွန်းတွေကတစ်ခုကတဲ့ sentosa ပါတဲ့ sentosa ဟာဘယ်လိုမျိုးကျွန်းလဲဆိုရင် which offers a number of fine attractions မြောက်များလှစွာသောအရန်ကောင်းမွန်လာတဲ့ဆဲဆောင်မှုတွေကို offer ပေးစွမ်းထားတဲ့ an island resort အများသူငါအပန်းဖြေစရာကျွန်းတကျွန်းကျွန်းတကျွန်းဟာစင်တိုစာပဲဖြစ်ပါတယ်တဲ့ one of the biggest draw is the sea aquarium sea aquarium a sea aquarium လို့ပဲပြောမလား one of the biggest draw draw ဆိုတာကကျွန်တော်တို့ဒီနေရာမှာ attraction ကိုပဲပြောတာ a person a thing or an event that attracts a lot of people လူတွေအများကြီးကိုဆက်ဆောင်တဲ့အဖြစ်အပျက်တစ်ခုအရာတစ်ခုလူတစ်ယောက်ဆိုတာ attraction ပဲပေါ့နော်စနစ်နေမှာ one of the biggest draws တကယ်အကြီးမားဆုံးဆက်ဆောင်မှုတစ်ခုကတော့တဲ့ is the sea aquarium aquarium ဆိုတာက ability where people can go to see fish and other water creatures တခြားရည်နေသူတွေနဲ့ဒီငါးတွေကိုလူတွေကြည့်နိုင်တဲ့ အဆောက်အဦးတစ်ခုဆိုတော့ဒါကငားပြားလိုက်ပေါ့နော်အစီအငားပြားလိုက်ဟာဆိုရင်တဲ့အကြီးမားဆုံးဖက်ဆောင်မှုတစ်ခုပါပဲတဲ့ it ၎င်းဒီငားပြားလိုက်ဟာဆိုရင် features ပြတ်တာထားတယ်800 species of marine life ဒီပင်လယ်မျိုးစိတ်ပေါင်းပင်လယ်နေတဝါမျိုးစိတ်ပေါင်း800ကျော်ကိုတဲ့800ကိုပြတ်တာထားတယ်တဲ့ including manta rays shells sea jellies in a variety of habitats habitat ဆိုတာကကျန်လည်ကျက်စားရာနေရာကိုပြောတာ the place where a particular type of animal or plant is normally found a variety of habitat ဆိုတော့ကျန်လည်ကျက်စားရာနေရာအမျိုးမျိုးက manta rays ကျွန်တော်တို့ manta rays ဆိုတာကအဲကျွန်တော် kung fu panda ကြည့်ဘူးကြလားမသိဘူးကျွန်တော်တို့ကလေးလည်းရင်ကြိုက်တယ်လို့လူကြီးလည်းရင်ကြိုက်တယ် kung fu panda ကရဲကပထမအဆုံးဒီ kung fu fan panda နဲ့ဖိုနဲ့ fighting ချတဲ့အခန်းကတော့ manta ray ပေါ့နော် manta ပုံကိုကြည့်သိပါလိမ့်မယ် Yes, this is Mentari. Kung Fu Panda, I really like it. Kung Fu Panda. ထင်ပါစေဒီမှာ Mentari ပေါ့နော်ဒီကောင်ကျွန်တော်တို့ငပြန်လို့ပဲပြောမလားငလိပ်ကြောက်လို့ပြောမလားကျွန်တော်ဒီ channel မြန်မာကတင်ဆက်တဲ့ဒီဟိုပါပဲ Our Planets လို့ခေါ်တဲ့ episode ထဲမှာလည်းကျွန်တော်ဒီကောင်ကိုဘာသာပြန်တော့တွေ့ဘူးဒါပေမဲ့ကျွန်တော်တေချာမှတ်မိတော့ငလိပ်ကြောက်လို့ဘာသာပြန်နေတယ်နဲ့တို့မဟုတ်ငပြန်လို့ပဲဆိုပါစို့ဒါ Mentari ပေါ့နော်ငပြန်လို့ပဲပြောအောင် တော့ဆိုတော့ငမန်စီဂျယ်လီဆိုတာကတော့ကျွန်တော်တို့ဒီ daily fish ပါပဲဒီကနေ့ကျဆရာနေနေထိုင်ရအမျိုးမျိုးကဒီ manta rays လို့ခေါ်တဲ့ငပြန်းတွေငမန်းတွေ jellyfish တွေအပါဝင်တဲ့ဒီရဲ့ပယ်လီနီတရဝါမျိုးစိတ်ပေါင်း800ကိုပြတ်တထားပါတယ်တဲ့ဒယန်ကင်ယန်အစ်ဟော့ဒယန်ဆိုတာကလူငယ်တွေကိုပြောတော့ the youth လို့လည်းရေးလို့ရတယ်လို့ပေါ့နော်ယန်ကင်ဟော့စိတ်ပြိုတဲ့လူတွေလူငယ်လူရယ်တွေစိတ်ပြိုတဲ့လူတွေ will find တွေ့လိမ့်မယ် plenty of fun rides plenty ဆိုတော့အလော့တော့ကိုပဲပြောတာအဲအများအပြား fun rides အပျော်စီးစရာတွေအများအပြားကိုတွေ့လိမ့်မယ်တဲ့ a giant playground called the adventure cup water park adventure cup water park လို့ခေါ်တဲ့ a giant's playground giant ဆိုတာ very large huge ကိုပြောတာအရာမကစားကူညီတဲ့မှာတဲ့ဒီအပျော်စီးစရာအများအပြားကိုတွေ့လိမ့်မယ်တဲ့ cup ဆိုတာကတော့ဒီနေရာမှာကျွန်တော်တို့ဘေးကိုပဲပြောတာပင်လယ်အော်ကိုပဲပြောတာ adventure cup water park လို့ပဲမှတ်ထားတာပုံမှန်လွယ်လိမ့်မယ် why တစ်ဖက်မှာတော့တဲ့ nature lovers တဘာဝကိုချစ်မြတ်နေတဲ့သူတွေက where find တွေ့လိမ့်မယ် the butterfly park လိပ်ရာပန်းခြံနဲ့ insect garden sorry insect kingdom insect တိုင်းပြည်ဟာတဲ့ fascinating အရန်ကိုစွမ်းမဖွယ်ကောင်းတဲ့ဆိုတာတွေ့လိမ့်မယ်တဲ့အဲဒါကတော့ adventure cup water park ပေါ့နော် Taro is a park, is a kingdom, the top lane, park, Sentosa, Singapore. Okay, General City Jayang. Gardens by the Bay, a, a 101 hectare development, comprises the Super Tree Group, two domes, stunning gardens, bridges, art sculptures, and more. Gardens by the Bay, Suraga, Opele or Biga, Uyen Bono, a 101 hectare development, Suraga. A101 hexa development လို့ပဲမှတ်ထားရင်ပို့ပြီးတော့မှအဆင်ပြေလိမ့်မယ် A101 hexa development ဆိုတာကကျွန်တော်တို့စင်ကာပူနိုင်ငံရဲ့စီမံကိန်းတစ်ခုပါစင်ကာပူနိုင်ငံကလူကြီးလေထူထပ်လာတဲ့အခါစစ်ရင်လွေုံတွေကိုသူတို့ကဒီတိုးချဲ့ဖွင့်လက်ခြင်းတဲ့အခါသူတို့ရဲ့မြို့လေးကအရင်ကျင်းတဲ့နေရာမရှိဘူးအဲ့တော့သူတို့ကဘာလုပ်ရလဲဆိုရင်ဒီပင်လယ်တွေထဲမှာလူလူလုကျွန်းနေပေါ့နော်ကျွန်တော်တို့ဒီဒူဘိုင်းတို့ဘာလို့လိုမျိုးလူလုကျွန်းနေလို့ရတယ်အဲ့ဒီစီမံကိန်းကိုသူတို့က101 hectare development လို့ပြောတာ ဒီ101 header deployment ဆိုဘယ်လောက်ကြာမလဲဆိုရင်1 header ကိုကျွန်တော်တို့က2မိုင် sorry 2အေကခွဲလောက်ရှိရဆိုတော့အေက150လောက်ရှိမှာပေါ့နော်ဒီ gardens by the bay ဆိုတာအဲ့ဒီလူလုတ်ကျွန်းပေါ်မှာရှိတဲ့ဥယျာဉ်ကိုပြောတာ garden by the gardens by the bay 101 header development ဒီ gardens by the bay ဆိုရင်ね plan of bay ကဥယျာဆိုရင် comprises ဖွဲ့စည်းထားတဲ့ super tree group group ဆိုတာကတော့ a small groups of tree ဒီအတိပဲအုပ်စုငယ်လေးတွေကိုပြောတာဒီ super tree group လို့ပဲခုလလုံးစံမှတ်ထားရအောင် two domes အမောကုန်းတစ်ခုလက်ခုံးတစ်ခုပေါ့ဗျာ standing gardens standing ဆိုတာကကျွန်တော်တို့ခဏခဏပါတယ် extremely attractive or impressive beautiful ပေါ့ဗျာအရန်ကိုလှပသောဥယျာဉ်တွေ bridges တံတားတွေ art sculptures and more art sculpture အနုပညာဗဟုလေယာဉ်တွေနဲ့ more နောက်ထပ်အများပြားနဲ့ဖွဲ့စည်းထားတယ်တဲ့ gardens by the bay ကိုဘိုင်းနဲ့ဖွဲ့စည်းထားလဲဆိုရင် super tree group တို့အမောကုန်းတစ်ခု အရန်လှပတဲ့ဥယျာဉ်တွေသဒ္ဓါတွေအမှုပညာဗဟုလက်ရာတွေနဲ့ကျန်တဲ့မြုပ်များစွာနဲ့ဖွဲ့စည်းထားပါတယ်တဲ့ It is a marvelous garden marvelous ဆိုတာက wonderful ကိုပဲပြောတာ extremely good အရန်ကောင်းတော့ wonderful fantastic splendid ဒီစနေနေမျိုးပေါ့နော်အရန်ကိုအောင်းအဝယ်ကောင်းတဲ့ဥယျာဉ်မှာတဲ့ adorn adorn လဲကျွန်တော်ခဏခဏပါတယ် to make something or somebody look more attractive by decorating it or them or something တခုခုကိုပို့ပြီးတော့မှဆက်ဆံမှုရှိသွားအောင် เนาะအလှဆင်တာကိုပြောတာ adorned adorned ဆိုတော့ဒီတစားဆင်ထားတာဘာရင်နဲ့တစားဆင်ထားလဲဆိုတော့ towering trees beautifully decorated မိုးမျောတက်ပင်တွေနဲ့လှလှပပ decorated အလှဆင်ထားသော marvelous garden အော်ဘွေရာအရန်ကောင်းလာတဲ့ဒီဥယျာဉ်တစ်ခုဖြစ်ပါတယ်တဲ့ဒီ gardens by the bay ပေါ့နော် the prime attraction prime ဆိုတာကတော့ main ကိုပဲပြောတာအဓိကကိုပဲပြောတာပေါ့နော်အဓိကဆွဲဆောင်ဆွဲဆောင်မှုတစ်ခုတဲ့ off gardens behind the bay gardens behind the bay ရဲ့အဓိကဆွဲဆောင်မှုတစ်ခုကတော့ is the super tree group super tree group ပဲဖြစ်ပါတယ်တဲ့ which consists of bright lights that are engineered to resemble trees ဒီနေရာမှာကျွန်တော်တို့က engineer ဆိုတာ arrange လုပ်ထားတာစီစဉ်ထားတာကိုပြောတာဖန်တီးထားတာပေါ့နော် resemble ဆိုတာက to look like or be similar to another person or thing တခုခုတောင်မှတဲရောက်နေစင်တူအောင်လုပ်ထားတာသူ့အသိဉာဏ်အောင်ဘာသာပြန်မယ်ဆိုရင်တစ်ပင်တွေနဲ့ပုံစံတူအောင်လို့ဒီ engineer season ထားသော bright lights တောက်ပတဲ့မီးလုံးတွေနဲ့ quinces ဖွဲ့စည်းထားသော super tree group ဟာဆိုရင်ね gardens by the bay ရဲ့ prime attraction အဓိကဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်တဲ့ on the trees တစ်ပင်တွေမှာဆိုရင် over 200 species of different flowers ပန်းအမျိုးမျိုးနေရာကျော်ကိုတဲ့ ပန်းတစ်ပင်ပေါ်တစ်ပင်ပေါ်မှာရှိသောပန်းအမျိုးမျိုးအမျိုးစားပေါင်းမျိုးစိတ်ပေါင်း900ကျော်ဟာဆိုရင် a sight to behold behold ဆိုတာကတော့ to look at or see somebody or something ကြည့်ပြီးပဲဟိုကြည့်ရမယ်ရှုခင်တစ်ခုပဲတဲ့တစ်ပင်ပေါ်တွင်မှာရှိတဲ့ဒီပန်းအမျိုးမျိုးမျိုးစိတ်နဲ့မျိုးစိတ်ပေါင်း900ကျော်ဟာဆိုရင်ကြည့်ရှုရမယ်မြင်ကွင်းတစ်ခုပါပဲတဲ့ရှုခင်တစ်ခုပါပဲတဲ့ One of the dome is the flower dome. အမိုးကုန်းတစ်ခုတည်းကတစ်ခုကတော့ flower dome ပဲဖြစ်ပါတယ်တဲ့ it is also the largest greenhouse in the world အဲ့ဒီ flower dome ဟာဆိုရင် the largest greenhouse အကြီးမားဆုံးဖန်လုံအိမ်ပဲတဲ့ in the world ကမ္ဘာပေါ်မှာအကြီးဆုံးဖန်လုံအိမ်ပဲတဲ့ winch showcases ပြသထားတော့ in nine different gardens ဥယျံမတူညီတဲ့ဥယျံအမျိုးမျိုးနော်ဥယျံ၉ခုမှာတဲ့ exotic plants 5 from 5 continents continents ဆိုတာကတော့ ျွန်တော်တို့ကမ္ဘာတိုက်ကြီး၅တိုက်ကိုပြောတာပေါ့ဗျာကမ္ဘာတိုက်ကြီးဒီ၅တိုက်က exotic plants peter sam ပြောသောအပင်တွေကိုတဲ့ in nine different gardens မတူညီတဲ့ဥယျင်၅ခုမှာ wind showcases ပြသထားတော့ in the world ကမ္ဘာပေါ်မှာ the largest greenhouse အကြီးမားဆုံးဖန်လုပ်အိမ်ပဲဖြစ်ပါတယ်တဲ့ဟုတ်ကဲ့စင်ပြေမယ်လို့မျှော်လင့်ပါတယ်ဆက်ကြည့်ကြရအောင် visitors to singapore ငါကပူကိုလာလေပတ်တဲ့ခီးတယ်ရီဟာ <inaudible> should not miss လစ်လွတ်မခံသင့်ဘူး the beautiful 20 hectare jurong park, park park 20 hectare ကျယ်ဝန်းတဲ့ jurong park park jurong မြစ်ပန်းချံကိုတဲ့လစ်လွတ်မခံသင့်ဘူးတဲ့ which is the largest park park in all of south asia The a a ဒီပန်းချံဟာဆိုရင်အရှိတောင်အာရှအားလုံးမှာအကြီးမားဆုံးပန်းချံမြစ်ပန်းချံတစ်ခုပဲဖြစ်ပါတယ်တဲ့ home to over 8000 birds from 700 species ငှက်မျိုးစိတ်ပေါင်း600ကနေဒီငှက်အကောင်ကြီးပေါင်း8000ကျော်8000ကျော်နေထိုင်ရနေရလဲဖြစ်တယ်တဲ့ဒီ8000ကျော်နေရငှက်မျိုးစိတ်ပေါင်း600ကနေငှက်ပေါင်း8000ကျော်နေတဲ့ဒီ Jerome Buffock Jerome ငှက်ပန်းချံဟာဆိုရင်ဟိုးရှိတယ်ပေါ့နော် The distinction distinction ဆိုတော့ထူးဆန်းထူးဆန်းပွေရတစ်ခုရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ having the world's tallest man-made waterfall ကမ္ဘာအကြီးဆုံးလူလုံရေတံခွင်ကို ိုင်ဆိုင်ထားတာကတော့သူ့ရဲ့ထူးခြားချက်တစ်ခုပဲတဲ့ Another must visit place is the Singapore Botanic Garden တခြားမဖြစ်မနေလဲပတ်ရမယ်နေရာတစ်ခုကတော့ Singapore ရုခဗေဒဥယျာဉ်ပဲတဲ့ Botany ကနေလာတာပေါ့နော် Botanic Garden ဆိုတော့ Singapore ရုခဗေဒဥယျာဉ်ပါတဲ့အဲ UNESCO World Heritage Site သူဟာဆိုရင် UNESCO ကပယဉ်ကျေးမှုအမွေနဲ့စည်းရုံးဝင်လဲဖြစ်တော့စင်ကာပူရုခဗေဒဥယျာဉ်ဟာတခြား မလဲအလက်မလဲမဖြစ်မနေလဲပတ်ရမယ်နေရာတခုဖြစ်ပါတယ်တဲ့ its main attractions ၎င်းရဲ့ main attraction အဓိကဆွဲဆောင်မှုတွေက include power မှာတယ် the national orchid garden with over 3000 types of orchids တက်ခွပန်းပေါင်းဒီ3000ကျော်ကိုနော်တက်ခွမျိုးပေါင်း3000ကျော်ရှိတဲ့ National Orchid Garden အမျိုးသားတက်ခွပန်းခြံဟာဆိုရင်တဲ့သူ့ရဲ့အဓိကဆွဲဆောင်မှုထဲမှာ ပါဝင်ပါတယ်တဲ့ ဟုတ်ကဲ့ပါအဆင်ပြေမယ်ထင်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဒီမှနဲ့ခဏရက်ကြရအောင်နောက်ကြံနေတဲ့နနိုင်ကံကိုနောက်နေမှာပဲကျွန်တော်တို့ဆက်ကြတာပေါ့နော်အလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆင်ပြေဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါအဆင်ပြေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါစေအားလုံးကျန်းမာချမ်းသာဘေးရန်ကွာကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင် bye bye